ိုင်းမုံဆရာတော်ဖျားကြီးကတော့တတော်လေးကိုစိုးနေပြီဗျเนาะအခုယဟန်တွေရောမြညာရှင်တွေယောဂပါမိုင်းမုံဆရာတော်ဖျားကြီးရဲ့လိမ့်လိမ့်မှုတွေကိုအကုန်လုံးထုတ်ဖော်ပြောကြားလိုက်ပါပြီเนาะမိုင်းမုံဆရာတော်ဖျားကြီးကမြမပြည့်ရဲ့မြို့ကြီးတွေကိုလိုက်ရတဲ့အကြောင်းရင်းကိုဗာပြောလေးသူ့အနေနဲ့တရားကျင့်ကြံနေထိုင်စဉ်ကเนาะနတ်တွေတရားတွေကသူ့ကို တကယ်လို့သာမိုင်းဘိုးစီရော်ဖျားကြီးကမြန်မာနိုင်ငံရဲ့မြို့ကြီးတွေကိုမသွားပဲနဲ့အခုလိုမျိုးနေထိုင်နေဆိုရင်เนาะမြန်မာနိုင်ငံရဲ့မြို့ကြီးတွေကိုသွားပြီးမြေတားသွားမပူဘူးဆိုရင်မြန်မာနိုင်ငံမှာဒီထက်မကကြီးမားတဲ့ငလင်တွေနဲ့ဒါမိုးကြီးရေကြီးမှုတွေထက်မှဂျုံနေရမှာဖြစ်ကြောင်းเนาะနတ်တွေတကြားတွေကသူ့ကိုပြောကြားရတဲ့မြန်မာနိုင်ငံမှာရှိတဲ့မြို့ကြီးတွေကိုလာပြီးတော့မြေတားပိုးရတာဖြစ်ကြောင်းသူ့အနေနဲ့ရွှေငွေဥစ္စာတွေလိုချင်လို့လာတာမဟုတ်ကြောင်းပြောကြားပါတယ်เนาะမိုင်းဘိုးစီရော်ဖျားကြီးက မြို့နှမ်းကိုသွားပြီးတော့ငလင်ပြည့်တွက်လူတွေတရားနှစ်ရအစလူတွေပေါ့ဗျာဆိုတော့ဒါမဲ့သူကတစလူရနဲ့ဆယ်ဆလောက်အစတရားလောက်ပြန်ရတယ်နော်စဉ်းစားကြည့်ဗျာသူလာလူတွေဆိုပါဆိုအဲ့တော့ဒါမြောင်းနေကမှရှိရတကယ်ကိုမှသူ့ကိုလေးစားရတဲ့တတိကြီးတွေကသူ့ကိုတိမ်ပေါင်းထောင်ပေါင်းကြီးလူကြတယ်ဆိုတော့မျက်တွေအများကြီးချန်သွားတယ်ဒါကိုပညာရှင်တွေကထောက်ပြကြတာပါဒီတခါကျတော့ရဟန်းတွေနော်ရဟန်းတွေကလည်းပြောပြီးမိုင်းမိုးဆရာတော်ဘုရားကြီးကအခုခလင်လှုပ်တဲ့ကိစ္စကပါပြောလေး သူ့နေနဲ့เนาะအတောင်ပေါင်းเนาะအတောင်တောင်မဟုတ်ဘူးပေါ့ဗျာမိုင်ပေါင်း3000လောက်ရှိတဲ့နဂါကြီးကမြေအောင်မှာလှုပ်နေတာဖြစ်တဲ့အတွက်ငလင်လာတာဖြစ်တယ်လို့ဆိုရယ်ဒါကြောင့်မလို့ဒါကဘုဒ္ဓရဲ့တရားနဲ့လည်းမညီဘူးသီယဝါရဘုဒ္ဓဘာသာနဲ့လုံးဝဆန့်ကျင်တာဖြစ်တယ်ဒီတစ်ခါကျတော့ပညာရှင်တွေကလည်းဒါကလုံးဝရည်စရာဖြစ်တယ်ဘုရားရဲ့တရားရင်းနဲ့လည်းမကိုက်ညီသလိုသိပ္ပံနည်းချနဲ့လည်းမကိုက်ညီဘူးဒါကငလင်းလောက်တာကိုတသက်မဲ့အကြောင်းရှာပြီးတော့ attention ရှာပြီးတော့ဒါနော်ဒါအလူငွေကောက်ပြီးတော့ဒါကောင်းစားဖို့တဲ့လှုပ်ဆောင်နေဖြစ်ကြောင်း ထောက်ပြနေကြပြီလေးဖြစ်ပါတယ်။မိုင်မုံဆရာတော်ဘုရားကြီးကတကယ်ကိုမှတကူကြီးစားဖြစ်ကြောင်းပြောဆိုနေကြပြီလေးဖြစ်ပါတယ်ဗျာ။